္ဂလာပါကလေးတို့ရေဒီချေကတော့ grade 5သိပ္ပံသင်ကြားပေးမယ်ဒီချေချမ်းဖြစ်ပါတယ်ကလေးတို့ကိုသိပ္ပံအခန်း6နေနှင့်ဂျုံများကနေပြီးတော့မှအပိုင်း1နေအကြောင်းအကြောင်းပဲဖြစ်ပါတယ်ကွယ်နေရေကဘာရေလရေဘလို့ကွာချားတယ်ဒီချေလေးလာကြမယ်နော် နေကိုကောင်းကင်မှာသဘာဝအတိုင်းဒီကျေလို့တွေးနေရပါတယ်။နေကနေအပူနဲ့အလင်းကိုရရှိတယ်။နေကအရှိအရက်ကနေထွက်ပြီးတော့အနောက်ရက်ကိုဝင်ပါတယ်။နေကိုကြည့်ပြီးတော့လည်းအရက်လေးမျက်နှာကိုဒီကျေလို့ပြောပြနိုင်ပါတယ်။နေရောင်ကြီးတွေးမြင်ရတဲ့ကာလကတော့နေ့အချိန်ဖြစ်ပြီးတော့နေရောင်ကြီးမတွေးမြင်ရတဲ့ကာလကတော့ညအချိန်ဖြစ်ပါတယ်။လုပ်ငန်း၁နေဤထူးခြားချက်မှာဘာပါလဲ။ ကဲနေပုံလေးကိုကြည့်ပေးပါကဲဟုတ်ပြီပုံလေးကိုကြည့်ရှုလေ့လာပြီးတော့အောက်ပါမေးခွန်းလေးတွေဖြေဆိုကြရအောင်ကာကြီးနေရဲ့ပုံသဏ္ဍာန်ကို ဖော်ပြပေးပါအဖြေလေးကတော့နေဟာလုံဝင်တဲ့ပုံသဏ္ဍာန်ရှိပါတယ်ခါခွေပေးထားတဲ့ပုံမှာနေရဲ့မျက်နှာပြင်မှာတဲ့ဘယ်လိုအရာလေးတွေကိုတွေ့ရှိရပါသလဲဟုတ်တယ်ပေးထားတဲ့ပုံမှာနေရဲ့မျက်နှာပြင်မှာအမဲရောင်အဆက်ပြောင်းလေးတွေမိတောင်မိလျံတွေကိုတွေ့ရှိရပါမယ်ကဲဟုတ်ပြီနော်ပုံမှာတွေ့ရတယ်နော် ကဲပြီးသွားရင်ကောင်းငယ်နေရအောင်မှာရက်နေတဲ့အခါမှာဘလို့ခန်းစားရပါသလဲနေရအောင်မှာရက်တဲ့အခါမှာတော့နှွေးထွေးခြင်းနဲ့ပူပြင်းခြင်းကိုတခြားလို့ခန်းစားရပါမယ်ဂါကြီးနေမရှိရင်တက်ရှိတွေဘလို့ဖြစ်မယ်ထင်ပါသလဲဟုတ်ပြီနေမရှိဘူးဆိုရင်တော့တက်ရှိတွေဟာအသက်ရှင်နိုင်မှာမဟုတ်ပါဘူးငါနေရဲ့အပူနဲ့အလင်းမရလို့ရှိရင်ကဘာကြီးကဘလို့ဖြစ်ပါမလဲဟုတ်ပြီ နေရနေပြီးတော့မှအပူနဲ့အလင်းကိုမရဘူးဆိုလို့ရှိရင်တဲ့ကဘာကြီးတစ်ခုလုံးဟာမှောင်မဲနေပါလိမ့်မယ်နေမဖြစ်ပေါ်ပဲညတာလင်းဖြစ်ပေါ်ပါလိမ့်မယ်အလွန်အေးပြီးတော့မှတက်ရှိတဲ့အားလုံးတည်ဆုံးပါလိမ့်မယ်ကဲသင်ငန်းစာလေးကိုဒီချေတို့ဒီမှာရက်ပြီးတော့နောက်စာသင်ချိန်မှာဒီချေနဲ့အတူတူပြန်တွေ့မယ်နော်ကျေလုံငန်းနှစ်ကလေးကိုဆက်ပြီးလေ့လာကြအောင် နေကဘာနဲ့လာရိုရဲ့တူညီချက်နဲ့ကွဲပြားချက်များဟာဘာလဲကဲဒီချေဇာလေးကိုကြည်ပေးပါကဲအဲ့တော့ဇာလေးကိုလေ့လာပြီးတော့ဒီချေတို့ပုံလေးကိုကြည်အောင်ကဲဟုတ်ပြီနေရဲ့ပုံလေးကိုကြည်ပေးနော်ကဲသူ့ရဲ့အရွယ်အစားအချင်းရတော့73.9000ကီလိုမီတာခန့်ကဘာထက်အစတရာခန့်ကြီးမာတယ် ကဲကဘာပုံလေးကိုကြည့်ပေးပါကဘာရဲ့အရွယ်အစားအချင်းကတော့ဘာလောက်လဲဆိုရင်12956ကီလိုမီတာခန့်လထက်လေးစားခန့်ကြီးမှာပဲကဲလရဲ့ပုံလေးကိုကြည့်ပေးနော်အဲ့တော့လရဲ့အရွယ်အစားအချင်းကတော့3485ကီလိုမီတာခန့်ရှိပါတယ်ကဲဟုတ်ပြီနေရဲ့ဖွဲ့စည်းပုံလေးကိုကြည့်ပေးပါပူလောင်တဲ့ဓာတ်ငွေတွေနဲ့ဖွဲ့စည်းထားတယ်။ဟုတ်ပြီ။ကဘာရဲ့ဖွဲ့စည်းပုံကရောကဘာရဲ့ဖွဲ့စည်းပုံကတော့ကြောက်ဆောင် ကြောက်တုံးများကြောက်ခဲများ မြေကြီးများရေဓာတ်ငွေများလေလူတွေနဲ့ဖွဲ့စည်းထားပါတယ်ကဲဟုတ်ပြီလာရဲ့ဖွဲ့စည်းပုံလေးကိုကြည့်ပြီးကြောက်ဆောင်ကြောက်တုံးများကြောက်ခဲများဖုံမှုတ်များနဲ့ဖွဲ့စည်းထားပါတယ်ကဲသူတို့ရဲ့တွင်ပြင်လက္ခဏာလေးကိုကြည့်ကြရအောင်အဲ့တော့နေရဲ့တွင်ပြင်လက္ခဏာလေးကတော့တိကျတဲ့တွင်ပြင်လက္ခဏာတွေမရှိပါဘူးကဲဟုတ်ပြီကဘာရဲ့အသွင်ပြင်လက္ခဏာလေးကတော့ကုံမြေလေဒု ပင်လယ်သမုဒ္ဒရာများ တောင်တောင်ကြားနှင့်ခြံဝန်းများ လေရုတွေမတူညီတဲ့ဓာတ်ငွေတွေနဲ့ဖွဲ့စည်းထားပါတယ်။ဟုတ်ပြီလရဲ့သင်မြင်လက္ခဏာလေးတွေကတော့ခြံခွက်များကြောက်ဆောင် ကြောက်ခဲများ တောင်များနဲ့တောင်ကြားများရှိပြီးတော့မှ လေရုမရှိပါဘူး။ကဲဟုတ်ပြီနေရဲ့ညနေပြင်ပူချိန်လေးကိုပြောပြမယ်။နေရဲ့ညနေပြင်ပူချိန်လေးကတော့9000 905ဒီဂရီဆယ်စီယက်ခန့်ရှိပါတယ်။ဟုတ်ပြီ။ကဘာရဲ့မျက်နှာပြင် အပူချိန်လေးကတော့14ဒီဂရီဆယ်စီယက်ခန့်ရှိပါတယ်။ဟုတ်ပြီ။လရဲ့မျက်နှာပြင်အပူချိန်လေးကတော့ -183 ကနေပြီးတော့မှ130ဒီဂရီဆယ်စီယက်ကြားမှာရှိပါတယ်။ကဲဟုတ်ပြီ။နေကတော့မိမိဝင်ရိုးပေါ်မှာတပတ်လေပတ်ရန်ကြာချိန်ကတော့28ရက်ခန့်ကြာပါတယ်။ ဟုတ်ပြီကဘာကတော့မိမိဝင်ရိုးပေါ်မှာတပတ်လဲပတ်ရန်ကြာချိန်ကတော့တရက်ဖြစ်တယ်။လကတော့မိမိဝင်ရိုးပေါ်တွင်တပတ်လဲပတ်ရန်ကြာချိန်ကတော့28ရက်ဖြစ်ပါတယ်။ကဲဒီချေတို့ပေးထားတဲ့ပုံလေးကိုကြည့်ပြီးတော့ဖြေကြမယ်။ကာကြီးပေးထားတဲ့ပုံများကနေပြီးတော့မှနေကဘာနဲ့လတို့မှာဘယ်အရာကအကြီးဆုံးဖြစ်ပါသလဲ။ အပြေမှန်ကိုဖြည့်ဆို့ဖို့အတွက်ဆိုလို့ရှိရင်တော့ဒီရှယ်ကဇယားမှာပေးထားတဲ့အချက်တွေကိုအသုံးပြုပြီးတော့ဖြည့်ဆို့ရမလဲဘဲချက်တွေကိုဒီရှယ်တို့အသုံးပြုပြီးဖြည့်ဆို့မလဲပေါ့နော်ပြီးတဲ့အခါမှာတော့ယင်းတို့အနက်ဘယ်သူကအကြီးဆုံးဖြစ်ပါသလဲကဲဟုတ်ပြီအဲ့တော့ပေးထားတဲ့ပုံမှာဆိုရင်နေကဘာလာတို့မှာဆိုလို့ရှိရင်ဒီချေတို့ဘသူကအကြီးဆုံးလဲဆိုတာကိုမပြောနိုင်ဘူးအဲ့တော့ဒီချေတို့ဟာအပြေမှန်ရအောင်เนาะဇယားကနေ နေရဲ့ကဘာရဲ့လတို့ရဲ့ရွယ်အစားအချင်းကိုတော့တကယ်လို့ကြည့်ရပါမယ်။အဲဒီကမှာတကယ်လို့သူ့အနက်နေဟာအကြီးဆုံးဖြစ်တယ်ဆိုတာကိုတွေ့ရပါမယ်။ကဲခါခွေနေကဘာနဲ့လတို့ရဲ့မျက်နှာပြင်ကိုဘယ်အရာတွေနဲ့ဖွဲ့စည်းထားပါသလဲ။ဟုတ်ပြီ။နေရဲ့မျက်နှာပြင်ကိုတော့ပူလောင်တဲ့ဓာတ်ငွေတွေနဲ့ဖွဲ့စည်းထားခြင်းကဘာရဲ့မျက်နှာပြင်ကိုတော့ကြောက်ဆောင် ကြောက်တုံးများကြောက်ခဲများမြေကြီးများရေဓာတ်ငွေများ လေရုတွေနဲ့ဖွဲ့စည်းထားခြင်းလရဲ့မျက်နှာပြင်ကိုတော့လေရုဆိုရဲဓာငွေမရှိဘဲနဲ့ကြောက်ဆောင် ကြောက်တုံးများကြောက်ခဲများဖုံမုတ်တွေနဲ့ဖွဲ့စည်းထားပါတယ်ဟုတ်ပြီခါငယ်နေကဘာလတို့မှာဘယ်အရာက မျက်နှာပြင်အပူချိန်အမြင့်ဆုံးဖြစ်ပါမလဲဟုတ်ပြီနေကဘာလတို့မှာဆိုလို့ရှိရင်နေရဲ့မျက်နှာပြင်ဟာအပူချိန်အမြင့်ဆုံး ဖြစ်ပါတယ်ဂါကြီးနေကဘာနဲ့လတို့ရဲ့မျက်နှာပြင်အယောင်တွေဟာ ဘာကြောင့်ကွဲပြားပါသလဲဟုတ်ပြီနေကဘာနဲ့လာတို့ဟာမတူတဲ့အရာတွေနဲ့ဖွဲ့စည်းထားတာဖြစ်တဲ့အတွက်ကြောင့်မျက်နှာပြင်အယောင်တွေဟာမတူညီပဲနဲ့ကွဲပြားပါတယ်ဟုတ်ပြီငါနေရဲ့မျက်နှာပြင်မှာတီကြတဲ့တွင်ပြင်လက္ခဏာတွေဘာကြောင့်မရှိရတာပါလဲဟုတ်ပြီနေဟာပူလောင်တဲ့ဓာတ်ငွေတွေနဲ့ဖွဲ့စည်းထားတဲ့အတွက်ကြောင့်မျက်နှာပြင်မှာတီကြတဲ့တွင်ပြင်လက္ခဏာတွေမရှိပါဘူးနေကဘာနဲ့လာတို့မှာတဲ့ ဘသူကမိမိဝင်ရိုးပေါ်မှာတပတ်လဲပတ်ရန်အမြန်ဆုံးဖြစ်မလဲဟုတ်ပြီကဲအဖြေလေးကတော့နေကဘာလာတော့မှာဆိုရင်တဲ့ကဘာဟာမိမိဝင်ရိုးပေါ်မှာတပတ်လဲပတ်ရန်ကြာချိန်ဟာအတိုဆုံးနဲ့အမြန်ဆုံးဖြစ်ပါတယ်ကဲစာလိန်နေကဘာနဲ့လာတော့ရဲ့တူညီချက်နှစ်ချက်ကို ဖော်ပြပေးပါဟုတ်ပြီကဲနေကဘာနဲ့လာတော့ရဲ့တူညီချက်နှစ်ချက်မှာ လုံးဝင်းနဲ့ပုံသဏ္ဍာန်ရှိခြင်းနဲ့ မိမိဝင်ရိုးပေါ်မှာလဲပတ်ချင်းလို့ပဲ ဖြစ်ပါတယ်။ကဲသင်ခန်းစာလေးကိုဒီချေတို့ဒီမှာရက်ပြီးတော့နောက်စာသင်ချိန်မှာဒီချေနဲ့တူတူပြန်တွေ့မယ်နော်။ကဲဟုတ်ပြီအဲ့ဒါဆိုရင်တချေတို့လုပ်ငန်းသုံးလေးကိုဆက်ပြီးလေ့လာကြရအောင်။နေဟာကဘာကြီးအတွက်ဘယ်လိုမျိုးအရေးပါပါသလဲ။ တော့နေဟာကဘာကြီးတွက်အရေးကြီးတဲ့အချက်တွေကိုတငယ်ချင်းတွေနဲ့ဆွေးနွေးပြီးတော့စာအုပ်မှာရေးပေးပါပြီးတဲ့နောက်မှာတော့တကယ်တော့အုပ်စုတစုစီပိုစတာလေးတစ်ခုကိုဖန်တီးပြီးတော့ပြုလုပ်ပိုင်းအဲ့ဒီပိုစတာလေးပြုလုပ်ပြီးရဲ့နောက်မှာမိမိရဲ့လှုပ်ဆောင်ချက်ကလေးတွေကိုအတန်းရှိမှတင်ပြခြင်းကိုပြုလုပ်ပြီးတော့လက်တွေ့လေးပြုလုပ်နိုင်ပါတယ်ကွယ်နေဟာနေအပွဲစည်းရဲ့အလဲတွင်ရှိတဲ့ကျဲပဲဖြစ်ပါတယ်။ကျဲနဲ့ဂျိုနေရတာမတူပါဘူး။ ကျယ်ရီယာကိုပိုင်အလင်းထုတ်လွှတ်နိုင်ပြီးတော့ဂျူရီယာတော့ကိုပိုင်အလင်းကို ထုတ်လွှတ်နိုင်တဲ့ဂုံသက်တီသူမှမရှိပါဘူး။နေအဖွဲအစည်းအတွင်းမှာရှိတဲ့ဂျူရီယာဆိုလို့ရှိရင်နေကိုဂျိုပတ်လမ်းကြောင်းအတိုင်းလှည့်ပတ်ပြီးတော့သွားနေကြပါတယ်။နေရဲ့အလေဘဟုထုမှာလွန်စွာပြင်းထန်တဲ့အပူချိန်နဲ့လွန်စွာမြင့်မားတဲ့ဖိအားတွေဟာဟိုက်ဒရိုဂျင်ဓာတ်ငွေတွေကိုဟီလီယံအဖြစ်နဲ့ပြောင်းလဲပေးပြီးတော့မြောင်မြောင်စွာသောအပူစွမ်းရင်ကို သူက ထုတ်လုပ်ပေးပါတယ်။ နေနဲ့ကဘာကြာအကွာအဝေးကြောင့်နေမအလင်းကိုကဘာသို့ရောက်ရန်10မိနစ်မျှသူဟာကြာမြင့်ပါတယ်နေဤမျက်နှာပြင်မှာမဲနေတဲ့အဆက်ပြောင်တွေကိုတွေ့ရပါတယ်ထိုအဆက်ပြောင်များတွင် ရှိတဲ့နေရဲ့အပူချိန်ဟာအခြားနေရာတွေထက်နေပါတယ်ကဘာဟာလိုက်အရွယ်အစားတဲ့လေးစားပို့ပြီးတော့ကြီးတယ်နေရတော့ကဘာရဲ့အရွယ်အစားတဲ့အစတရားပို့ပြီးတော့ကြီးမာပါတယ်။ကဲတကယ်လို့အနှစ်ချုပ်ကြည့်ရအောင်နော်။ နေဟာလုံးဝင်းပြီးတော့မျက်နှာပြင်မှာမဲနေတဲ့အဆက်ပြောက်လေးတွေရှိပါတယ်။နေမရှိလို့ရှိရင်ကဘာကြီးကမှောင်ပြီးတော့အေးသွားပါမယ်။ဘာကြောင့်လဲဆိုတော့ကဘာဟာနေရနေအပူနဲ့အလင်းကိုမရရှိအတွက်ကြောင့်ပဲဖြစ်ပါတယ်။နေမရှိတဲ့အတွက်ကြောင့်တချို့နေဆိုတာလည်းမဖြစ်နိုင်ပါဘူး။တက်ရှိတယ်လည်းအသက်မရှင်နိုင်ပါဘူး။နေဟာဒုံငွေများဖြင့်ဖွဲ့စည်းထားတာဖြစ်တဲ့အမြဲလောင်ကျွမ်းပြီးတော့အပူနဲ့အလင်းကိုကဘာမျိုးကိုသူဟာရောက်ရှိပါတယ်ကွယ်။ နေကဘာလာတို့ရဲ့တူညီချက်တွေကတော့လုံးဝင်းတဲ့အတွက်ကြောင့်ပဲပြီးတော့မိမိဝင်ရုပ်ပေါ်မှာလဲပတ်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်ဒါသူတို့ရဲ့တူညီချက်ကလေးတွေပေါ့နော်နေနဲ့ကဘာလာတို့ရဲ့အရွယ်အစားညနေပြင်းဖွဲ့စည်းပုံပြီးွားရင်သင်ပြင်းလက္ခဏာများညနေပြင်းအပူချိန်နဲ့မိမိဝင်ရုပ်ပေါ်မှာတပတ်ပြည့်အောင်လဲပတ်ရန်ကြာချိန်တွေကကွဲပြားကြပါတယ်နေကဘာနဲ့လာတွေရဲ့အချင်းအားဆိုလို့ရှိရင်73သိန်း9000ပြီးရင် 12956နဲ့3485ကီလိုမီတာခန့်နေပဲဖြစ်ပါတယ်။နေရအရွယ်အစားဆိုလို့ရှိရင်တော့ကဘာနဲ့လတွေထက်များစွာ ကြီးမားပါတယ်။နေရောင်ကြီးဟာကဘာပေါ်ရှိ အပင်နဲ့သရဝါတွေအတွက်အရေးပါပါတယ်။သရဝါတွေဟာနေကိုမိခိုရပါတယ်။ကဘာပေါ်မှာရှိတက်ရှိတွေဟာအသက်ရှင်ဖို့အတွက်နေကနေပြီးတော့အပူနဲ့အလင်းကိုလိုအပ်ပါတယ်ခွဲ။ ကဲတင်ငန်းစာလေးကိုဒီချေတို့ဒီမှာရက်ပြီးတော့နောက်စာသင်ချိန်မှာဒီချေနဲ့တူတူပြန်တွေ့မယ်နော်